ူတော်မြို့နယ်အတွင်းမှာရှိတဲ့စင်သက်ခိုင်းတွေကိုတတော်ဦးစီးဌာနရဲတပ်ဖွဲ့နဲ့တပ်မတော်တို့ပူးပေါင်းပါဝင်တဲ့ပူးပေါင်းစစ်ဆေးရေးနဲ့ပြီးခဲ့တဲ့ဇန်နဝါရီလ23ရက်နေ့ကစတင်ပြီးတလားကဲတောင်းင်းရှာဖွေဖော်ထုတ်ခဲ့ရမှာစင်သက်ခိုင်းကားလို့ယူဆရသူတွေကိုတပ်တွေကပြည်စည်းတွေစင်အသေးတွေနဲ့အတူဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။ပူးပေါင်းစစ်ဆေးရေးဖွဲ့ကတောင်းင်းရှာဖွေရမှာမြစ်တရာကျိုးဝိုင်းတစ်တူပင်ကျေးရွာအနီးမှာအရေကိုခွာနှစ်ရွက်နှစ်မောင် ပေါင်နှချောင်းမရှိတဲ့တပ်ဖြတ်ခံထားရတဲ့အဆင့်သေးတကောင်ကိုစတင်တွေ့ရှိခဲ့ပြီးဆက်လက်ပြီးတောင်းရှာဖွေရာဇန်နဝါရီလ18ရက်နေ့ကဘလူးချောင်းရွာအနောက်ဘက်မှာဆင့်သေးတကောင်နဲ့အတူစင်မိုးဆိုးကိုင်းအဖွဲ့ကလို့ယူဆရသူဥစောတေတေဥမြင့်သိန်းခေါ်မောင်မြင့်မန်နံမိုးစိန်တို့ကိုစင်အသားစိန်28ပိတ်သားခန့်စင်အသားကြောင့်5ပိတ်သားခန့်စင်နှမောင်း6 2ပိတ်သားဒူးလေးတလက်ညာ16ချောင်းဒါလေးချောင်းရန်ကတ်130ရို့နဲ့ဖန်စီယာမိခဲ့တာဖြစ်ပါတယ်။ အခြားတရခိုင်နှစ်ဦးဟာထွက်ပြေးလွတ်မြောက်သွားပြီးထပ်မံတော်နေရှာဖွေရမှာတော်ရင်နေရအနှံကနေစင်အသေးသုံးကောင်နဲ့အတူစင်သက်ခိုင်ကလို့ယူဆရသူတွေကိုစိုက်စုံတူမီတနက်သုံးလက်နဲ့ဆက်ဆက်ပစ္စည်းတွေစင်နေဖန်းစီရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုရှောက်ဖွေတွေ့ရှိခဲ့တယ်လို့တစ်တုံးစီဌာနကတင်ပြရှိပါတယ်။စင်သက်ခိုင်ကလို့ယူဆရသူတွေကိုငပူတော်မြွနယ်ရဲ့တပ်ဖွဲ့ကအမှုရဲလိမ့်မှုဖွင့်လက်ခါ တော်ရိုင်းတရိတ်ဆန်နှင့်တဘာဝအပင်များကာကွယ်ရေးနှင့်တဘာဝနယ်မြေများဥပဒေပုံမှ38ကားကြီးပုံမှ39ရင်းနဲ့အသီးသီးအမှုခွင့်အရေးယူဆောင်ရွက်နေရလို့သိရပါဗျ။ထားအပြင်တိန်းရှောင်နေတဲ့စစ်သက်ခိုင်းကားလို့ယူဆရသူတွေကိုလည်းဆက်လက်ရှာဖွေဖမ်းဆီးဖော်ထုတ်နေရလို့သိရပါဗျ။